မေဆမ်မောင်းကကျွန်တော်တို့ဒီအသူ့ရဲ့ကျွန်တော်တို့ဒီဘောနော imposition ကိုကျွန်တော်မပြောလို့ဝင်မယ်အားလုံး position movement တွေကတော်တော်ကြီးအလုပ်ဖြစ်ခဲ့တယ်တော်တော်ကောင်းတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်စိတ်ပူလာတော့လူရှော့ပဲလူရှော့တရားလောက်ပဲကျွန်တော်ကစိတ်ပူတယ်လူရှော့ကကျွန်တော်ပြောမှာဆိုတော့ performance ကတပွဲနဲ့တပွဲမှာခြေစွမ်းမတူကောင်းကျင်ကောင်းတယ်မကောင်းကျင်မကောင်းဆိုတဲ့ပုံစံမျိုးပါနော် အားလုံးမင်္ဂလာပါဒိုင်းနဲ့တမန် YouTube channel နေပြီးတော့အားလုံးကိုကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့မတွေ့ရကြပြီပေါ့လေဆိုတော့ဒီလာမယ့်တော့ Sunday မှာတပါဘူးနဲ့ Manchester United တို့ရဲ့ကျွန်တော်ဒီတကယ်ကျွန်တော်ပွဲကြီးပွဲကောင်း Premier League ပွဲစဉ်ကျွန်တော်တို့ဒီပွဲစဉ်၈ပေါ့လေပွဲစဉ်၈ဒီတော့ရောက်လာပြီပွဲစဉ်၈ဖြဲကျွန်တော်ကစားဖို့ကျွန်တော်ရှိပါတယ်ဆိုတော့ Anfield မှာကစားရမှာပါဆိုတော့ဒီလိုဒီပွဲမှာနိုင်သွားမလား Liverpool ပဲကျွန်တော်နိုင်သွားမလားဘယ်လိုထင်ကြလဲ ော့ဒီဗီဒီယိုမှာတော့ကျွန်တော်ကတော့ဒီပွဲရဲ့ကြောင့်ပွဲကျုံသုံးသက်ချက်ကိုအဲကျွန်တော်ဒီဘက်ကကန်နာလေးကြောင့်ခွဲပြီးရကျွန်တော်လှုပ်သွားမယ်ဒီဒီဘာဘူးဒီဘာဘူးအသင်းရဲ့ကျွန်တော်အမြင် ပြီးလို့ရှိရင်ကျွန်တော်ဒီအဲဒီ United အသင်းအခြေအနေပေါ့နော်အခြေအနေတွေကျွန်တော်ပြောမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ United ရဲ့ကျွန်တော်ဒီပွဲထွက်လိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေပြောမယ်ဒါအပြင်ကျွန်တော်ဒီဒီပွဲပေါ်မှာကျွန်တော်ထားတဲ့ expectation ပြီးတော့ကျွန်တော် Asian handicap တွေကိုမှကျွန်တော်တို့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်မယ်လို့ပြောလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့အမှန်အဆုံးကျွန်တော်ဒီ တဘာဘူးနဲ့ရွံ့တဲ့ကြောင့်ကစားရမယ်ပေါ့နော်တဘာဘူးအင်ကွင်း န်ဖီမှာကျွန်တော်ကစားရမယ်လီဗာပူးကအခုလက်ရှိကျွန်တော်အဆင့်နှစ်မှာယူနိုက်တက်ကကျွန်တော်အဆင့်30မှာကျွန်တော်ရမယ်ကျွန်တော်15မိနစ်အာဆင်နယ်ထက်ကျွန်တော်တမတ်ကျွန်တော်ဒီညော့နေတဲ့အချိန်မျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်အာဆင်နယ်ကျွန်တော်16ဆိုတော့တိုက်တဲ့ကွန်ဒနာအသေးသေးအနေနဲ့ကျွန်တော်ဒီရမတ်ဒီလိုမျိုးကျွန်တော်ဒီစပြီးတော့ကွာဟာချက်တွေရှိလာတယ်ဆိုတာကကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးပေါ့နော်ဒါအပြင်ကျွန်တော်ဒီလီဗာပူးရဲ့အချိန်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးကကျွန်တော်နောက်ဆုံးဒီပြိုင်ပွဲဆုံးပေါ့နော်ပြိုင်ပွဲဆုံး၃ပွဲစားလိုက်သူရှုံးထားတယ်။ဒီနေရာမှာကျွန်တော်တို့ဒီ Crystal Palace ကို Rizabelis အင်ဝင်းမှာတူဝဲနေလို့ရှုံးထားတယ်။ပြီးတော့ကျွန်တော် Galata Sari တူရကီမျိုးကိုတို့တွားကစားရတဲ့နေရာမှာ Champions League မှာ1-0နဲ့သူရှုံးပြီးတော့ဒီ Premier League မှာကျွန်တော် Chelsea နဲ့ပြန်ကစားတော့တို့ကျွန်တော်တူဝဲနဲ့ Chelsea အင်ဝင်းမှာရှုံးသွားတယ်ဆိုတော့အဝေးပွင့်3ပွဲစလိုက်တို့ရှုံးထားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်။အခုလက်ရှိတို့အင်ဝင်းကိုတို့ပြန်ရောက်ပြီးကြည့်ရတဲ့အကြောင်းဒီတော်တော်ကိုကျွန်တော်တို့တိုင်ပတ်နေပြီးတော့အဝေးကွင်းဆိုလို့ရှိရင်ရလက်တွေကောင်းနေမရှိတဲ့ United အတင်းနဲ့တွေ့တဲ့အခြေအနေမျိုးမှာ နိုင်ပွဲပြန်ရှာဖို့အတွက်အမှန်ကန်ကြိုးပမ်းလာမှာကဒီကြပေါက်လစ်ပါဘူးပဲပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအမြဲတမ်းကျွန်တော်တို့ဒီအတန်ရလေးရှိတဲ့အချက်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ head to head တွေကမေ့ထားလို့မရတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီ Louis van ga လက်ထက်တဲကနေပြီးတော့ကျွန်တော်တို့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်နောက်ပိုင်းနှစ်တွေမှာနောက်ပိုင်းကျွန်တော်တို့ဒီညပြတွေရဲ့တက်ထက်မှာဆိုလို့ရှိရင် Liverpool အင်ဂွင်းမှာနိုင်နေဆိုတာကျွန်တော်ရှိကိုမရှိတော့ဘူးပေါ့နော်ရှိကိုမရှိတော့ဘူးဆိုတော့ရှုံးရှုံးမရှုံးရင်တည်ရည်ဆိုတဲ့ အခြေအနေမျိုးတွေပဲကျွန်တော်မြင်ရတော့တဲ့အခြေအနေမျိုးပေါ့နော်ကိုယ့်အိမ်ဝင်ကြမှာနဲ့တက်ကကျွန်တော်ပြန်နိုင်တဲ့အခြေအနေမျိုးဆိုတော့လေပါဘူးအိမ်ဝင်မှာတပါဘူးကတော်တော်ကိုကျွန်တော်တို့အသာစီးရနေတဲ့အခြေအနေမျိုးပါအဲ့ဒီအခြေအနေမှာဆိုလို့ရှိရင်လေပါဘူးကကျွန်တော်တို့ဒီ ဒီပေါ့နော်ကျွန်တော်ဒီတိုက်စစ်ပိုင်းပေါ့နော်သူတို့ကိုကျွန်တော်လီဗာပူးလို့ကျွန်တော်ပြောလိုက်ပြီဆိုတာ ਨੇ ပြင်းမြင်တာကတော့တိုက်စစ်ပဲပေါ့နော်သူတို့တိုက်စစ်ပိုင်းမှာက squad depth အရာလည်းအရင်ကောင်းတာဖြစ်တယ်လို့တကယ်ကျွန်တော်ဒီမူယာမိုင်ယာကျွေတဲ့ကစားသမားတွေအများကြီးရှိတယ်ဝင်းဂါမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီကိုရီကပ်ပိုးလို့ရှိတယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီမိုဟာမက်ဆာလာလို့ကစားသမားတွေကျွန်တော်ရှိတယ် Isaac တို့လို့ကစားသမားတွေကျွန်တော်ရှိတယ် AKDK တို့ရှိတယ်เนาะဒီ Florian VS တို့ရှိတယ်เนาะ Queen လည်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ Macalister Supposed Line အများကြီးတော့ရှိတယ်ဆိုတော့ဒီလိုကြောင့်မို့ကျွန်တော်တို့ဒီတို့ရဲ့ကျွန်တော်တို့ဒီတိုက်စစ်ပိုင်းစုဖွဲ့မှုဝင်လေပိုင်းစုဖွဲ့မှုမှာဆိုလို့ရှိရင်ကိုယ်တွေထက် အများကြီးကျော်ပို့ပြီးတော့ကောင်းတယ်အထူးသဖြင့်ကျွန်တော်တိုက်စင်းမှာဆိုလို့ရှိရင် squad depth ကအရန်ကောင်းတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဘယ်ခံစစ်ကိုမဆိုပြိုလဲသွားအောင်ဖြိုလဲနိုင်တဲ့တိုက်စင်းမျိုးကိုကျွန်တော်ပိုင်ဆိုင်ထားရကျွန်တော်ပြောလို့ရရပါတော့ဆိုတော့ direct play ပဲကစားမလား link up တွေပဲကစားမလားသူတို့ကြားမှာရှိတဲ့ chemistry ကကျွန်တော်သွားပြီးတော့ show လို့မရဘူးဆိုတော့ liverpool ကတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်တို့အဲဒီဘယ်လိုပြောရမလဲထက်မြက်တဲ့ shop ဖြစ်တဲ့အတင်းတင်းနဲ့ကျွန်တော်တို့ပြောလို့ရရပါတော့ဆိုတော့ coalition united လို့အနေစားနေဆိုလို့ရှိရင်တော့ န်စစ်ဒီ combination တွေအားနေတာနဲ့ non service တွေအားနေတာနဲ့အမြင်ပေါ်အားနေတာနဲ့မျိုးမျိုးကျွန်တော်တို့ဒီ defensive ဘက်မှာဆိုလို့ရှိရင်တော့ချက်တွေအများကြီးနဲ့နော်ဒါပြီးတော့ကွင်းလယ်မှာဆိုလို့ရှိရင်ပြိုင်ဘက်ကိုကျွန်တော်တို့အဲ sumo ပို့ဆိုတာကကျွန်တော်တို့ဒီဟိုဆန်နလန်လို့အတင်းတော့ကျွန်တော်တို့ sumo တွေဆိုတာမျိုးကတိတ်ပြီးတော့မရှိခဲ့ဘူးဆိုတော့ liverpool နဲ့ဆိုလို့ရှိရင်ကိုးတော်ဆိုတော့ဆိုသေးတယ်ဆိုတော့ united အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ united ကကျွန်တော် liverpool အင်ဝဲမှာမနိုင်တာကြာပြီဆိုတော့ဒီပွဲကြမှာထနိုင်ကြအကြောင်းမရှိတော့ဘူးလို့ကျွန်တော်တို့ထင်တယ်ဆိုတော့ နိုင်မယ်ဆိုရင်တော့မတော်တော်ကိုတော်တော်ကြီးကိုကျွန်တော်ကန်ကောင်းလို့လို့ကျွန်တော်ပြောရမှာတော်တော်ကြီးကန်ကောင်းလို့လို့ကျွန်တော်ပြောရမှာเนาะဆိုတော့အာဒီလီဗာပူးမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီအဓိကကျွန်တော်တို့အားနေတဲ့အချက်ကကျွန်တော်ဒီခံစစ်ပေါ့เนาะခံစစ်ပိုင်းမှာတို့ consistent ဖြစ်ဖြစ်နဲ့ကျွန်တော်ဒီတွားနိုင်တဲ့အခြေအနေတွေမှာကျွန်တော်မရှိသေးဘူးအာဆင်နယ်တို့ဘာလို့ဆိုလို့ရှိရင်တို့အာဆင်နယ်ဆိုတာနဲ့ကျွန်တော်ပြင်းနေတဲ့နေရာမှာဆိုလို့ရှိရင်ဂိုက်စစ်ကွင်းလေခံစစ် တော်တော်ကိုကျွန်တော် stable ဖြစ်တဲ့ကိုသမားကအစားပါနော်ကုလရှိလဘဘူးမှာကခန်စစ်ပိုင်းမှာ stable ဖြစ်မှုလေတော်တော်လေးအားနေတယ်လို့တို့ squat depth တရားဆိုလို့ရှိရင် တော်တော်လေးကျွန်တော်ဒီကျစ်လက်မှုညော်နေနေတာကိုကျွန်တော်မြင်ရတယ်ဒါအပြင်ကျွန်တော်ဒီသူရဲ့ကိုသမား Alison Park ကဒဏ်ရာရနေတယ် Mama's desperately ဖမ်းမယ်ဆိုတော့ဒီလိုကြောင့်တို့ကျွန်တော်ခန်စစ်ပိုင်းမှာတော့တော်တော်လေးအားနေနေတဲ့အချက်တော့ကျွန်တော်ရှိတယ်ဆိုတော့ဒီနေ့တက်ကကျွန်တော်ဒီလက်ရှိအခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်ဒီ အဲပြဿနာဖြစ်နေတာကကျွန်တော်တဝင်းလုံးလို့ပဲကျွန်တော်ပြောရမှာပေါ့နော်တဝင်းလုံးလို့ပဲကျွန်တော် ပြောလို့ရမှာလက်ရှိကျွန်တော်ဒီနောက်ဆုံးကင်ငယ်တဲ့စာနာလမ်းပွဲမှာတော့ပြောစရာသိပ်ပြီးတော့များအစားကျွန်တော်မတွေ့ခဲ့ဘူးဒါပေမဲ့ကျွန်တော်ဒီဒီပေါ့နော်အဝေးဝင်းနေကျွန်တော်ကစားခဲ့တဲ့တောက်ချက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အားနည်းတဲ့ချက်မှာဆိုလို့ရှိရင်ကျွန်တော်ကုသမစပြီးတော့အဲဒီပေါ့နော်ကျွန်တော်ဒီကုသမခံစစ်ကွင်းလေနောက်ပြီးလို့ရှိရင် wing back ပြီးရင်ရှီတန်းနောက်တိုက်စစ်ဒီလိုပုံစံမျိုးကျွန်တော်တို့ဒီတကွင်းလုံးအနေထားမှာအားနည်းမှုပေါင်းများများစွာကျွန်တော်ရှိတယ်ဆိုတော့ဆန်းဆန်းတဲ့ပွဲမှာ United က ပြောင်းလဲတချို့ကြောင့်လုပ်ခဲ့တာမျိုးတွေတွေ့ရတာဆိုတော့ဒီဘွဲမှာလည်းကျွန်တော်အပြောင်းလဲဒီပြောင်းလဲတွေကိုကျွန်တော်ဆက်ပြီးတော့တည်ဆောင်လာမှာဆက်ပြေးကြည့်ရမယ်ကျွန်တော် Amarin ရောအရင်ကတော့စိတ်ချလို့မရဘူးဆိုတော့ Amarin ကအချိန်ကြီးကောင်းပြီဆိုတော့သူကပြန်ပြီးတော့ကျွန်တော်ပြောင်းလဲလေရှင်ရှိတယ်ဟုတ်နော်ဆိုတော့ဆိုတော့ကျွန်တော်တို့ဒီအဲဒီဘွဲမှာတော့ကျွန်တော်တို့ဒီအဲဒီနိုင်ဘိုးကတော့တွေ့မှာမဟုတ်ဘူးဆိုတော့ဒီပါဘူး အိမ်ခွင်အန်ဖီမှာကျွန်တော်ဖြစ်နေရတဲ့အတွက်ကြောင့်ကျွန်တော်ဖြစ်ပါတယ်ဆိုတော့ United ဘက်ကအနိုင်ဆုံးကျွန်တော်ဒီတရေလောက်ကိုကျွန်တော်တို့ဒီပေါ့နော်ညှော်မှန်းပြီးတော့ခစားရမယ့်အခြေအနေတစ်ခုလို့ကျွန်တော်ကတော့ကျွန်တော်ဒီရှင်းနာနာနဲ့ပဲမြင်ပါတယ်ပေါ့နော်ဆိုတော့အဲဒီပေါ့နော်ပွဲထက်လူစင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလူစင်းကိုကျွန်တော်ကတော့ရွေးထားတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီ win back မှာတော့ကျွန်တော်ပြောစရာနည်းနည်းရှိတယ် channel နေရာကတော့အရောက်တည်အတိုင်းပဲဒီကစားသမားတွေကအဖြစ်အပျက်ဆုံးပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကုသမားနေရာမှာ lemons ပါဆိုတော့ MS ကပြီးခဲ့တဲ့ဆန္ဒနဲ့ပွဲမှာတော်တော်ကိုကျွန်တော်ကောင်းမွန်တဲ့ less run ကိုသူ့စီရနေကျွန်တော်မြင်ခဲ့ရတယ်ဆိုတော့အာဒီပေါ့နော်ကျွန်တော်ဒီပွဲမှာလည်းဆက်ပြီးတော့ကျွန်တော်ပါတဲ့အခြေအနေမျိုးပေါ့လေဆိုတော့ MV ဖြစ်တဲ့တကြောင်မလို့ဒီလိုလူငယ်ကုသမားတယောက်တော့ကဟွန်းတော်တော်ကိုမလွှဲရပါဘာလို့ဆိုတော့ MV ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒီ atmosphere ကဒီတုံအောင်ကစားသမားဆိုလို့ရှိရင်တော့မှအဲကျွန်တော်တို့ဒီပေါ့နော် pressure အောက်မှာကျွန်တော်တို့ချက်ချင်းရောက်သွားတဲ့အခြေအနေမျိုးဆိုတော့လူမျိုးကျွန်တော်တို့ဒီလူငယ်ကုသမားတယောက်အနေနဲ့ဆိုလို့ရှိရင်ပို့လို့တော့မလွှဲသေးတယ်ဆိုတော့ လမ်းမန့်အဆင်ပြေပါသေးလို့ပဲကျွန်တော်တို့ဆူတောင်းတယ်ကျွန်တော်တို့လက်ရှိဒီကိုဂီဗင်းမိုင်းမှာဆိုလို့ရှိရင်လမ်းမန့်စက်ပိုကောင်းတာတော့အသိမှကျွန်တော်မရှိဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီကြောင့်မို့ကျွန်တော်လမ်းမန့်ပဲတုံးတင်တယ်လို့ထင်တယ်ဆေးပြေပါသေးလို့ပဲကျွန်တော်တို့ညော်လင်းရမှာပဲဆိုတော့ကိုရီပါလေးကျွန်တော်ခွင့်ပြုရဆိုလို့ရှိရင်ဒီကိုသမအပြစ်တော့ကျွန်တော်တို့တွားပြီးတော့ပြောလို့မရအောင်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဒီဒီကုသမကကျွန်တော်လူငယ်ကုသမတယောက်ဆိုတာပါဆိုတော့ပိတ်သက်နေနေလဲနားလဲထားဖို့ဆိုတော့တိုးလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။တရှိနေထားမှာတော့ Lemons ကရှိတဲ့ကုသမထဲမှာ Tommy Dan ဘယင်းသား တဲမှာဆိုလို့ရှိရင် names ကအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရရမှာเนาะနောက်တန်း၃ယောက်ကတော့ကျွန်တော်ဒီ Lucio Dele နဲ့ Shuro ကျွန်တော်ဒီ Lisandro Martinez တို့ကျွန်တော်ပြန်လာနိုင်ရေးမရှိသေးဘူး Mazawi နဲ့ Doubtful ဖြစ်နေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်မကွိုင်းကတော့ဒီပွဲမှာလုံးဝမတုံးသင့်ဘူးလို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ဒီဘာလို့လဲဘာလို့တိုက်စစ်ကတော်တော်လေး mobile လက်တီမြင်းနေတဲ့အထက်မှာပါတယ်เนาะအတိုးလုတ်တွေရန်ကောင်းပြီးတော့အရန်မြန်တဲ့ကစားသမားတွေနဲ့ဆိုတော့ကျွန်တော်ဒီလိုမျိုး Dele တို့ Shuro တို့လိုကစားသမားတွေနဲ့မှာကျွန်တော် အဆင်ပြေမှာ area jewels ဘိုင်းမဲ့ဖြစ်ဖြစ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီ block mine ကြီး recovery run တွေလုပ်ဖို့ဆိုလို့ရှိရင်เนาะဒီဒီကသားမိုင်းမှာအဆင်ပြေပါကျွန်တော်စိတ်ပူလာတော့လူ short ပဲလူ short တရားတော့ပဲကျွန်တော်ကစိတ်ပူပဲလူ short ကကျွန်တော်ပြောရမယ်ဆိုလို့ performance ကတပွဲနဲ့တပွဲမှာခြေစွမ်းကမတူကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဆိုတဲ့ပုံစံမျိုးပေါ့เนาะဆိုတော့အဲ့လိုပုံစံမျိုးဖြစ်နေရဆိုတော့ဒီပွဲအလုပ်ဖြစ်ပါသေးလို့ပဲဆိုတော့လူ short နေရာမှာကျွန်တော်ကစားခိုင်းဖို့ကလည်းလူမရှိဘူးဆိုကျွန်တော်ပြောရမယ်ဆိုတော့ဒါကြောင့်လူ short အဆင်ပြေပါသေးလို့ပဲကျွန်တော်ကပြောနေတယ်ပေါ့เนาะ ဆိုတော့ဝင်းလင်ဝင်းလင်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘလူးနိုဖန်နန်ဒက်စ်ဒေဂျာဘော့ထရော်ဒီစန်တရမီဖီရိုမှာပါမယ်မိန်းလူကျော်ပါဖို့မရှိဘူးကက်စဝင်းတို့ဒေဂျာဘော့ပွဲထွက်လာလိမ့်မယ်ဆိုတော့ဒီဥကာဒီကျွန်တော်တို့ဥကာဒီတို့ဘာလို့ကျွန်တော်တို့နောက်မှာပေါ့နော်ပါပါဖို့မရှိဘူးပေါ့နော်ပွဲထွက်လို့ရှိရင်မှာပါလာဖို့မရှိပါဘူးဆိုတော့အဲဒီဝင်းဘက်တွေပေါ့နော်ဝင်းဘက်တွေမှာဆိုလို့ရှိရင်ကျွန်တော်က left wing ဘက်မှာ delon နဲ့ right wing ဘက်မှာ armet ဆိုပြီးတော့ကျွန်တော်တို့ပွဲထုတ်ခါတယ်ဆိုတော့အဒီယာကကျွန်တော်တို့ဒီပြီးခဲ့တဲ့ဆန်နာလန်ပွဲမှာအလုတ်ခစ်ခဲ့တဲ့ ဝင်းဘန်တစုံလို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့အဲဘာလို့ဒီရပဲထပ်ပြီးတော့တုံးလာလဲပေါ့နော်ကျွန်တော်တို့တုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ patrick dogu တယောက်တော့ရှိသေးတယ်အမှန်တော့ patrick dogu and left side နဲ့ကျွန်တော်တို့ဒီညာချမ်းမှာ arnat ဆိုတဲ့ပုံစံမျိုးလေးကျွန်တော်တို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့ဒါဒီဒါတော့ကျွန်တော်တို့ဒီအခုလက်ရှိဒီရကအလုပ်ဖြစ်တဲ့အဲဒီ wing back တစုံဆိုတော့ကျွန်တော်ဒီတိုင်းပဲတုံးလိုက်တဲ့သဘောပေါ့နော်ကျွန်တော်ပြီးတော့ကျွန်တော်တို့ဒီအမတ်ပချန်ဆိုလို့ရှိရင်အမ်ဘူမိုနဲ့ပြီးခဲ့တဲ့ဆန်နာလန်နဲ့ပွဲမှာအလုတ်လုတ်တဲ့ combination တော်တော်ကောင်းတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ ဒီဘာနော်ပြောမယ်ဆိုလို့ရှိရင် Bruno Ambumu Armet Combination ဆိုတာထက်ကျော် Casemiro Armet Ambumu Combination ပေါ့နော် Euro ပေါ့လေအဲ့ဘက်၄ယောက်ချမ်းပါတယ်လို့ရှိရင်တော်တော်လေးကျော်အခြေဆက်မိကြပြီကျွန်တော်မြင်ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ချောင်းလို့အဲဒီဒီပေါ့နော်ကျွန်တော်ဒီ Armet ကကျော် Winback နဲ့ဒီ Ambumu ရဲ့ကျော်ဒီရှေ့ကကျွန်တော် Neuro Number 10လေးကတော်တော်လေးတပွဲတစ်ပွဲပို့ပြီးတော့ကျွန်တော်အခြေဆက်တွေပို့မိလာ ရှင်ပုံမိလာပြီဆိုလို့ရှိရင် တော်တော်လေး threat ဖြစ်တောင်ကြောင့်မြင်ရတယ်ဆိုတော့ဒီကြောင်မလို့ကျွန်တော်တို့ဒီအဲဒီဒီ threat ကိုကျွန်တော်တို့ထပ်ပြီးတော့မြင်ရအောင်မလားပေါ့နော်ဒါကိုကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီတစ်ခုပြီးတော့ကျွန်တော်တို့ဒီ900နိုင်တဲ့ threat တစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ threat ကို amrin ထပ်ပြီးတော့ဒီဘွဲမှာထပ်ပြီးတော့တည်ဆောင်လာနိုင်အောင်မလားတည်ဆောင်လာအောင်လားကြည့်ရမယ်ပေါ့နော်ဆိုတော့ ကျွန်တော်တို့ဒီဒီဘက်ကျွန်တော်တို့ download batch ကတော့တိတ်ပြီးတော့အများကြီးတော့ကျွန်တော်ပြောပြရမှာရှိဘူး။ download ကကျွန်တော်တို့ဒီပြီးခဲ့တဲ့ပွဲဒီ sanalan နဲ့ပွဲမှာတို့လို့ရှိရင် long throw တွေမှာသူဥဆောင်ပြီးတော့ကျွန်တော်ပြစ်တယ်တကူးလည်းကျွန်တော်ရှားခဲ့တယ်ဆိုတော့ဆိုတော့အဲဒီချက်ကိုကျွန်တော်ကတော့မြင်ញမ်းပြီးတော့ download ကိုကျွန်တော်တို့ထည့်ခြင်းတယ်ဆိုတော့ဒါကြောင့် download အရင် performance ကောင်းနေတာမျိုးတော့မဟုတ်ဘူးနော်ဘလိုပဲဖြစ်ဖြစ်သူကတော့ကျွန်တော်တို့ဒီဘွဲလုံးမနာမနေကျွန်တော်ပြေးလွှားပြီးတော့ energetic ဖြစ်ဖြစ်ကစားနိုင်တဲ့ကစားသမားဆိုတော့အဲ download တော့ကျွန်တော်အဲဒီ ပွဲမှာကျွန်တော်ပွဲထုတ်ထားတယ်ပေါ့နော်ဆိုတော့ဒီကလေးကိုကျွန်တော် Patrick Doe လည်း maybe ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ node number 10မှာတော့ကျွန်တော် Matthias Kunya ဆိုတာထက် Mason Mount ကိုကျွန်တော်ပို့ပြီးတော့အဲမြင်နေတယ်ပေါ့နော် Mason Mount အပူမူဆိုတာမျိုးကိုကျွန်တော်ပို့ပြီးတော့သဘောကျမိတယ်ပြီးခဲ့တဲ့ဆန်နန်းနဲ့ပွဲမှာဆိုလို့ရှိရင် Mason Mount ကတကယ်ကိုကျွန်တော်တို့ဒီအခေအကြခဲ့တယ်လို့ကျွန်တော်ပြောလို့ရမယ်ဘာလို့လဲဆိုတော့ Mason Mount ကကျွန်တော်တို့ဒီသူ့ရဲ့ကျွန်တော်တို့ဒီပေါ့နော် in position ကိုကျွန်တော်မပြောလို့ဘူးမြဲ out position movement ကြီးတော့တော်တော်ကြီးအလုပ်ဖြစ်ခဲ့တယ်တော်တော်ကောင်းတယ်လို့ကျွန်တော်ထင်တယ် ်သူကျွန်တော်ဒီ defensive combination တွေဝင်ပြီးတော့ကူတာမျိုးတွေလည်းကျွန်တော်မြင်ရသလိုဒီဘောနောကျွန်တော်ဒီကိုရီတိုက်စစ်ဆင်နေပြီဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့ဒီ area bounce တွေကိုအချိန်မီသူဝင်ပေးနိုင်တဲ့အဲအခြေအနေမျိုးတွေကျွန်တော်မြင်ခဲ့ရတာဆိုတော့မေဆာမောက်ကိုဒီပွဲမှာလည်းကျွန်တော်ဆက်ပြီးတော့မြင်ကျင်သေးတယ်ဆိုတော့မေဆာမောက်လက်ရှိကျွန်တော်ကိုရီလည်းရနေလဲခြေစွမ်းလည်းတော်တော်လေးကောင်းနေရဆိုတော့သူ့ရဲ့ red dan လေးအတိုင်းပဲဆက်ပြီးတော့ထားသိကျင်သေးရဘောနောဆိုတော့မေဆာမောက် ပဲကျွန်တော်ဒီဆက်ပြီးတော့ပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့တိုက်စစ်ကတော့ကျွန်တော်ဒီ Benjamin Shears ကိုပေါ့နော်နောက်ကျကျွန်တော်ဒီအနှစ်ပွဲစလိုက်သူ6တွေတွင်းနေတာဆိုတော့အမ်သူ့ကိုကျွန်တော်တို့ဒီဆက်ပြီးတော့ကျွန်တော်၃တင်တယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ပွဲထွက်လူချင်းပါဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီး expectation ကတော့အဲကျွန်တော်တို့တိတ်ပြီးတော့9တော့ကောင်းတာပေါ့လीနော် နိုင်တော့ကောင်းတော့ဘူးဒါပေမဲ့အဲဒီဘောတော့ expectation ကလော်ဘူအင်ဂွင်အန်ဖီဖြစ်တယ်လော်ဘူကကျွန်တော်၃ပွဲစားတဲ့အထိကျွန်တော်ရှုံးလာတာဆိုတော့အင်ဂွင်မှာတေချာပေါက်ဒီကောင်လေးနိုင်ပွဲပြန်ရှာလာမှာဆိုတော့ဒီတော့ကြောင့်မို့ကိုလေးကဒါကိုဘယ်လောက်ထိဒုက္ခပေးနိုင်မလဲဆိုတာကိုကျွန်တော်ကြည့်ရမယ်ရုပ်ပြက်ဆင်းပြက်ကြီးမဖြစ်ပါစေနဲ့လို့ကျွန်တော်ဆုတောင်းတယ်အမ်ဒီကောင်တော့ကျွန်တော်ဒီအမြင့်ဆုံးတည်ရလောက်တော့ကျွန်တော်မှန်ပါတယ်ဆိုတော့တည်ရလောက်ဟိုရကျင်တယ်ကောင်တော့တည်ရလောက်ရကျင်ပါတယ်ဆိုတော့ဒီလောက်ပါပဲကျွန်တော်9 9 9ပါဆိုတော့မလို့ကြည့်ဘူး နိုင်တော့ကောင်းတာပဲဒါပေမဲ့နိုင်မှုနိုင်ဖို့လေကျွန်တော်တို့မမျော်လင့်ဘူးပေါ့နော်ဘာလို့လဲဆိုတော့မထင်ဘာလို့လဲဆိုတော့ Liverpool အင်ဝင်ဖြစ်တဲ့အတွက်ကြောင့်မျိုးပါဆိုတော့ဒီဘက်ကျွန်တော်အမြင်ဆုံးတည်ရရင်ကျွန်တော်တော့ကျင်းနေပါဆိုတော့အဲအရှင်ဟန်နီကက်ဘက်ကိုကျွန်တော်တွေးရလက်ရှိ Liverpool ဘက်ကနေပြီးတလုံးတည်ရပြီးတယ်ကိုမောင်စီကကျွန်တော်350ရှုပ်ဆိုတော့ဒီ policy ဒီဝင်ရုပ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Liverpool ကျွန်တော်ဒီပေါ့နော်ဟိုနိုင်နိုင်ကြီးကျွန်တော်ရှိရပေါ့နော်နိုင်နိုင်ကြီးရှိရဒါပေမဲ့ကျွန်တော်ကိုပြတ်ဖို့တော့နည်းနည်းလေးခက်ခဲနိုင်နေအဲဒီ body zone မျိုးတွေကျွန်တော်ပြောပြရတယ်ကိုပေါင်းစေးကျွန်တော်ဒီတလုံးတည်ကို ၃လုံးကျော်၅၀ဆုံးနဲ့ကာထားတာဆိုတော့ဒီပါဘူးက United ကိုကိုးခွင့်ပြုရအောင်မယ်ဆိုတဲ့အချက်မျိုးကိုကျွန်တော်ထောက်ပြနေတဲ့အခြေအနေမျိုးပါဆိုတော့ဒါကြည့်မယ် United လက်ကျောင်းကိုးရနိုင်တဲ့အခြေအနေမျိုးဖြစ်တာဖြစ်တဲ့တရားမျိုးဒီပွဲကိုတော့ကျွန်တော်ကတော့အ ਨੇ ဆုံးကျော်ဒီအဲဒီဘာသာကျော်ဒီ၃ခုလောက်ကနေစကြည့်ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့၄ခုရောက်ပြီဆိုတာနဲ့အဲကျွန်တော်တို့အပြေးစားမယ်အခြေအနေမျိုးမှာကျွန်တော်ကတော့ဒီပွဲကိုးပေါ်လေးတော့အဆိုးလို့ကျွန်တော်ထင်ပါတယ်ဟိုစကောကတော့ဒီပွဲကို3-1နဲ့ Liverpool နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့ အဲဒါကတော့ကျွန်တော်ဒီနေ့အဲဒီဒီနေ့ပေါ့နော် Sunday ပေါ့နော်ဇာမဲကျွန်တော်တနင်္ဂနွေမှာကစားမယ်လေဘာဘူးနဲ့ Manchester United ရဲ့ပွဲစဉ်အတွက်ပွဲချုပ်တဲ့ချက်ပါဆိုတော့ brother တို့ရဲ့အမြင်တွေကိုလည်းကိုမမဝေယောဆွေးနွေးပေးသားလို့ရပါတယ်ဆိုတော့ရလက်ဘလို့ထွက်ပေါ်လာမယ်ထင်ကြတယ်ကိုမမမှန်သွားပြီလို့ရပါတယ်ဆိုတော့ကြည့်ရှုအပေးညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်လို့ဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားကြဖို့အားလုံးကို request လုပ်ပါတယ်ကျွန်တော်နောက်ထပ်ဒီပနာကျွန်တော်ဒီ press conference တို့ဘာလုံးမှာပဲကျွန်တော်ထပ်ပြီးပြကြပါပေါ့အားလုံးကျေးဇူးများတင်ပါတယ်ဗျာ